အနာဂတ်ကြီးမှာစိတ်အေးရအောင်ကြိုးပမ်းအားထုတ်တဲ့သဘောပေါ့ဘုဘုတို့အခုအချိန်နဲ့အမျှတွေးနေကြတာပြောနေကြတာလုပ်နေကြတာတွေဟာအများသောအားဖြင့်ရောက်မလာသေးတဲ့အနာဂတ်အတွက်အဆင်ပြေအောင်လုပ်ကြတာပဲများပါတယ်အနာဂတ်ဆိုလို့ဟိုနောက်ဘဝကျမှအနာဂတ်လို့မအောင်မေ့လေနဲ့ခဏနေစွန်းစားတော့မှအင်းအဲ့ဒါလည်းအနာဂတ်ပဲခဏနေရေချိုးအောင်မယ်အဲ့ဒါလည်းပါတော့ အနာဂတ်ပဲအခုအခိုက်အတန့်ဟုတ်လားဒါလေးကပြစ္ဆုတ်ပန်နေဖြစ်မလာသေးတဲ့ရှေ့ရှေ့ရှေ့အဲ့ဒါအနာဂတ်ပဲပြောရရင်အနာဂတ်အတွက်အလုံးလုံးနေတာတွေကဘဝမှာအပုံကြီးများဟုတ်တယ်မဟုတ်လားခဏနေဆိုတဲ့အနေထားကနေမသေးမချင်းအဲ့ဒါအနာဂတ်ပဲလေအဲ့ဒါရင်ဖုံဖုံတို့အားမရနိုင်ဘူးနောက်ဘဝကစပြီးတော့ဘယ်ထိသွားမလို့ယဟန္တာမဖြစ်မချင်းအဲ့ဒါကိုပါလို့အနာဂတ်ပဲ ဟုတ်တယ်မို့လားအခုတရားတို့တရားမြတ်ကိုရကျင်တယ်ဆိုရလဲအခုရကျင်တာလားအနာဂတ်မှာရကျင်တာလားလို့မေးရင်တိတိကျကျပြောရင်အနာဂတ်ပဲအနာဂတ်အခုကတော့မရသေးဘူးဆိုတာသိတယ်လေအဲ့တော့အခုခဏကနေပြီးတော့နောက်တနာကြီးလည်းဖြစ်ရင်ဖြစ်မယ်တလာလည်းဖြစ်ရင်ဖြစ်မယ်တနေ့လည်းဖြစ်ရင်ဖြစ်မယ်တွေးကြည့်လိုက်လို့ရှိရင်အနာဂတ်အတွက်လုပ်နေတာဆိုတာကအလွန်မှကိုထင်ရှားတယ်ပေါ့နော်ဒါပေမဲ့ကုသိုလ်ရေးကိုလုပ်တယ်အထူးသဖြင့်တရားဘာဝနာပွားများတယ်ဆိုတာကြတော့ ရည်ရွယ်ချက်ကသူကနှစ်မျိုးဖြစ်သွားတယ်။အခုလောလောဆယ်လည်းပဲနှလုံးစိတ်ဝမ်းငြိမ်းအေးပြီးတော့ချမ်းချမ်းသာသာနေနိုင်ဖို့ဟုတ်လား။ပြီးရင်အခုဘုံဘုံပြောလိုက်တဲ့အနာဂတ်မှာလည်းပဲချမ်းချမ်းသာသာနေနိုင်ဖို့ဒီနှစ်ချက်ပေါ့နော်။အဲ့တော့အခုဆိုတာလေးကအလွန်တူတောင်းပါလေ။ဘယ်ဟာကအပုံကြီးများနေတာတော့အနာဂတ်ကပုံကြီးများနေတာတော့အတိတ်ဆိုတာကတော့တိတ်အရေးမပါတော့ဘူးလို့ဘုံဘုံထင်တယ်။ तू ကပြီးသွားခဲ့ပြီရှိလည်းမရှိတော့ဘူး။ အနာဂတ်ဆိုတာကြီးကတော့ရင်ဆိုင်ရအောင်မှာဟုတ်တယ်မဟုတ်လားဒါကြောင့်ဒီမှာဒီတုတ်တန်ကသူကအနာဂတ်ရေးကိုစိတ်အေးရအောင်လို့မြတ်စွာဘုရားဘလို့လှုပ်ထားတဲ့တယ်လဲဆိုတာလေးကိုညွှန်ပြတဲ့တုတ်တန်ပေါ့နော်ရွှေအိုးမြုပ်ခြင်းလို့နာမည်ပေးထားတဲ့တုတ်တန်ပေါ့ဒီတုတ်တန်လေးဖြစ်ပေါ်လာခြင်းရဲ့အကြောင်းလဲယောဂီတို့အားလုံးကြားပူပြီးသားသို့တော့ဒီလိုတရားဒေသနာလေးတွေကဘယ်နှခါပဲကြားကြားရဘယ်နှခါပဲနားရနားရစိတ်ထဲမှာနှစ်သက်မှုကြည်နူးမှု ်အတိညာပွင့်လဲမှုကိုတသုံးတစ်ခုသောအတိုင်းအတာထီတော့ရသွားစေနိုင်တာကြီးပဲဒါကြောင့်ဒီလိုတရားမျိုးဟာကျိန်ပန်များစွာနာတဲ့နဲ့စိတ်ထဲမှာအလွတ်ရအောင်ဆောင်ထားတဲ့နဲ့တရားမျိုးပေါ့နော်။ဘာကြောင့်ဒီဒေသနာကိုမြတ်စွာဘုရားဟောရတာတော့ဆိုတော့မြတ်စွာဘုရားကိုတာဝတိပြည်မှာတာဝတိမျိုးမှာရှိတဲ့တထေးတယောက်ကအိမ်ပင့်ပြီးတော့တန်ဃာတော်တွေပါခြံရံပင့်ပြီးတော့ဆုံးကတ်တယ် အဲ့ဒါမြတ်စွာဘုရားကိုဆုံးကပ်နေတော့မှာပဲကောသလမင်းကြီးရဲ့မင်းချင်းတစ်ယောက်ကရောက်လာပြီးတော့သူ့ကိုလာခေါ်တယ်။နော်တန်ရေးပြည်ရာကိစ္စတွေနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်ဗန္ဓာရေးနဲ့ပတ်သက်ပြီးတော့တထေးတွေအကုန်လုံးစုပြီးတော့စီဝေးကြတာ။အဲ့ဒါကြောင့်မလို့အဲ့ဒီတထေးကိုလည်းလာပြီးတော့ခေါ်တာဖိတ်တာ။အဲ့လိုမင်းချင်းတစ်ယောက်ကလာခေါ်တဲ့အခါကျတော့အဲ့ဒီတထေးကဘာပြောလို့ဆိုတော့အခုလောလောဆယ်ငါမအားသေးဘူးတဲ့။ငါအခုရွှေအိုးမြုပ်နေတာ။ ဲ့ဒါရွှေဦးမြုပ်နှံပြီးပြီဆိုရင်တော့ကောသလမင်းကြီးခေါ်တဲ့မင်းတို့ရဲ့နန်းတော်ငါလာခဲ့ပါမယ်အခုလောလောဆယ်ခဏလေးစငါရွှေဦးမြုပ်နေလို့မအားသေးဘူးလို့ပြောတာအဲ့ဒီစကားကိုမြတ်စွာဘုရားကြားအဲ့ဒါဆုံးဖုံးပေးပြီးပြီအနုမောဒနာတရားဟောပြီးဆိုတော့မြတ်စွာဘုရားကအဲ့ဒီစကားလေးကိုအခြေခံအကြောင်းပြုပြီးတော့အခုယောဂီတို့နားကြရမယ်နေရီကန္တာတုတ်တန်ကိုဟောတာနော်ရသော်ဗျာစဟောပုံလေးဒီတုတ်တန်လေးက အလုံးမစနစ်တကျဟောတာနိဒိဋ္ဌိတိပုရိသောခံပီရိဩရကံတိတေအထေကိစီသမုပ္ပန်နေအထာယမေဘဝိတတိနော်လောကမှာတဲ့ဥစ္စာပစ္စည်းလေးတွေပိုလာပြီဆိုလို့ရှိရင်လူတွေဟာရွှေလိုရွှေစားငွေလိုငွေစားလေးတွေအဖြစ်ဖန်တီးပြီးတော့အိုးလေးတွေထည့်ပြီးတော့ရေထွက်လောက်သည်အထိနက်အောင်မြေကြီးကိုတူးပြီးတော့နောင်အနာဂတ်အတွက်အမှုကိစ္စတစုံတရာကျုံးလာရင်အထောက်အကူရဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ မြုပ်နှံသိမ့်စီထားရတယ်တဲ့ဒါဒီကထာလေးရဲ့အတိတ်ပဲအချင်းချုပ်လေးပဲပြောနော်ကာထာ16ကာထာတောင်းရှိရာဇာတော်ဝဒုဒုတ္တသောရတပိလိတ္တဝအိနတဝပမောက္ခာယဒဝိခေအဘရာတုဝဧတဒဋ္ဌာယလောကတမေနိဒီနာမနိဒီယတိတဲ့ပဂရိရွှေအိုမြုပ်တာတောင်းရည်ရွယ်ချက်ကိုမြတ်စွာဘုရားထည့်ပြောတယ်နော်ဘယင်နေရကိုယ်အနိုင်အထက်နှိမ့်ဆက်ဖန်းစည်းတဲ့အခါမှာဒီဥစ္စာပစ္စည်းလေးနဲ့လွတ်မြောက်အောင်လုပ်ဖို့ဟုတ်လား တခိုးရမြတွေနှိမ့်ဆက်တဲ့ခါမှာဒီဥစ္စာပစ္စည်းလေးနဲ့ချမ်းသာအောင်လုပ်ဖို့နော်ကြွေးတွေဘာတွေတင်တဲ့ခါမှာပြန်ပြီးတော့ဒါလေးကိုထုတ်ပြီးတော့ဆက်ဖို့နော်အငတ်ဘေးတွေဘာတွေကြုံတဲ့အခါမှာနော်ဒါလေးကိုအာကိုအာရာပြူဖို့နောက်ဆုံးဘလို့ဘေးဘလို့ရန်ဘလို့အန်တယ်မျိုးကိုမဆိုဒီဥစ္စာပစ္စည်းလေးကိုပဲအမိပြုတ်ပြီးတော့ဖြည့်ရှင်းနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လောကမှာလူတွေဟာမြုံနှံသိသိကြရတဲ့ဥစ္စာပစ္စည်းကိုနော်အဲ့ဒီမှာဘာဆက်ပြောလို့ဆိုတော့တာဝတုဏီတော့ တန်တော်ဂံပီရေဩရကန်တိတေနတ္တဘောတပ္ပရာဧဝတတတံဥပကရှတိဥပကပတိအဲ့ဒါလိုရည်ရွယ်ချက်တွေနဲ့ဘလို့ပဲဥစ္စာပစ္စည်းကိုမြုံတန်ထားတော်လဲပဲကိုမြုံတန်သိသိထားတဲ့ဥစ္စာပစ္စည်းဟာကို အသုံးချခြင်းလဲချမယ်အသုံးချခြင်းမှလဲချရလိမ့်မယ်တဲ့ဆိုလိုတာကကိုအတွက်အကျိုးရှိခြင်းရှိမယ်အကျိုးရှိခြင်းမှလဲရှိလိမ့်မယ်တဲ့ကိုသိမ့်ထားတာဆိုပေမလို့ ကိုပြန်သုံးကိုပြန်ပြီးတော့သုံးခြင်းမှလည်းသုံးရမယ်သုံးခြင်းရင်လည်းသုံးရမယ်မသေးကြဘူးလို့ပြောတာပဂရိဥစ္စာပြည့်စုံတယ်မြုံနံထားတာကိုမျောလင့်ထားတဲ့အတိုင်းနောက်တစ်ချိန်မှကိုသုံးခြင်းလည်းသုံးရမယ်သုံးခြင်းမှလည်းသုံးရမယ်မသေးကြဘူးဆိုတော့အရင်ထောက်ပြတာဘာဖြစ်လို့သုံးခြင်းမှသုံးရမယ်လို့ပြောရတဲ့တော့နိတိဝါဌာနဆိုရတဲ့တင်ညာဝတ္တဝိမုံရှိတဲ့နာဂဝါပဏာမေတိယက္ခဝါပိဟာရန်တိနဲ့နော်ငါဘယ်နှမြတ်မြုပ်ထားလဲမသိဘူးလို့ကိုယ့်ရဲ့တင်ညာအမှတ်တွေကဖောက်ပြန်ပြီးတော့ တကယ်တူးတော့မဆိုဘယ်နှသွားတူးလို့တူးရမှာမသိဘူးရှိတယ်ဟုတ်လားနော်အသိန်းနေမှားပြီးတော့မြေကြီးတဲ့မြုပ်တာပြောနေအိမ်သိမ့်ထလာတော့တခါလေးရှားမတွေ့တာရှိသေးတယ်နော်အဲ့လိုတင်ညာဖောက်ပြန်ပြီးတော့ရှားမတွေ့တာရှိနိုင်တယ်နာဂဝါပနမင်တေရက္ခဝါပိဟရန်တေနံငကားတွေကနေရရွှေ့တာတွေလည်းထူးထူးဆန်းဆန်းဖြစ်တတ်တယ်နော်ဘီလူးတွေကနေရဖြောက်ပြစ်တာလည်းထူးထူးဆန်းဆန်းဖြစ်တတ်တယ်အပိယဝါပိဒါတာဥဒရတံတိအပတ္တတော်ယရာပုညခေဟောတိတပ္ပမေတံဝိနတတိတယ် ိုယ်မချစ်ကြတဲ့ကိုယ်အကျိုးကိုမလိုလားကြတဲ့ကိုယ်သားသမီးတွေကိုယ့်ရဲ့အမွေခံတွေအဲ့ဒါတွေကကိုယ်မသိအောင်ကိုယ်မြုံတန်ထားတာကိုတူဖို့ပြီးတော့ယူသွားရင်လည်းအဲ့ဒါကိုယ်သုံးရမှာမဟုတ်ဘူးတဲ့နောက်ဆုံးမြတ်စွာဘုရားဘာကိုအကြောင်းပြတယ်ဆိုတော့ယရာပုံညက်ခယောဟောတိတပ္ပမေတံဝိနတတိနော်ဒီဥစ္စာပစ္စည်းကို သုံးဆောင်ခွင့်လို့ဆိုတဲ့ကုသိုလ်အရှိန်ကလေးကုံသွားရင်လည်းပဲအဲ့ဒီဥစ္စာပစ္စည်းကအကြောင်းတမျိုးမျိုးနဲ့ပျက်စီးသွားတယ်တဲ့ဒါလေးကတော့သတိထားကြရအောင်နော် ဘုံတို့ဥစ္စာပစ္စည်းဆိုတာကပြစ္ဆုတ်ပံကံအကြောင်းတရားပေါ်ကြီးမူတည်တာမဟုတ်ဘူးဥစ္စာပစ္စည်းနဲ့ပြည့်စုံခြင်းမပြည့်စုံခြင်းသုံးဆောင်ရခြင်းမသုံးဆောင်ရခြင်းဆိုတာအတိတ်ကံပေါ်မှာလည်းမူတည်နေတာရှိတယ်ဒါကြောင့်လို့မြင်နိုင်ခဲ့တယ်ပေါ့နော်အခုအဲ့ဒါကိုမြတ်စွာဘုရားထောက်ပြတာယရာပုံညက်ခယောဟောတိတပ္ပမေတံဝိနတတိအကျဉ်အခါမှာကောင်းမှုအရှိန်ကုန်တယ်ထိုအခါမှာဥစ္စာပစ္စည်းဟာပျက်စီးရတယ် ဒါတော့မြတ်စွာဘုရားရဲ့တပ်ပညုတ္တဉာဏ်ကိုယုံကြည်သောအဖြစ်ဘုံဘုံတို့လက်ခံရမယ်ပေါ့နော်။ဘာလို့ကောင်းမှုအရှင်ကြီးကုံနာမကုံနာကိုသိနိုင်တာမှမဟုတ်တာကိုဒါပေမဲ့ဒီလိုတွေဖြစ်တတ်တဲ့သဘာဝတရားဆိုတာဒါမျိုးလဲရှိတယ်ဆိုတာကိုဘယ်သူမြင်တော့မြတ်စွာဘုရားမြင်တယ်ဒါကြောင့်ထည့်ဟောတာဟုတ်လား။ယတာပုံညခယောဟောတိတပ္ပမေတံဝိနတတိကောင်းမှုကုံတဲ့အချိန်မှာဥစ္စာပစ္စည်းဟာပျက်စီးတယ်တဲ့။ငါဟာလို့လှုပ်ထားတော့လည်းပဲငါသုံးချင်မှ300မှာဆိုတာကိုလည်းမှတ်ထား။ဟုတ်လား။ အဲ့ဒီအမြင်ကောင်းကောင်းမရှိဘူးဆိုရင်အဲ့ဒါအများကြီးပျက်စီးတဲ့အခါမှာကြေကွဲရတတ်တယ်။ငါဟာဆိုတိုင်းလည်းငါသုံးချိန်မှသုံးရမှာနော်။ဟုတ်လား။ငါဟာဆိုပြီးတော့ငါတကယ်သုံးရတာတော့ကောင်းမှုတစ်ခုပဲရှိတာ။ကျန်တာကတော့ဘာမျိုးမှမသေးကြဘူး။ဘာလို့ဆိုသူ့ဟာဆိုတာကိုလည်းကိုကသုံးချိန်သုံးပြလိုက်တာပဲ။ကိုဟာဆိုတာကိုလည်း तू သုံးချိန်သုံးမှာပေါ့။ဒီသဘောလေးတွေကိုနားလည်ရမယ်ဟုတ်လား။ဘုရားမြတ်စွာဘုရားလောကီဥစ္စာပြည့်စုံမြုပ်နှံကိုအရင် လောကုတ္တရာဥစ္စာပစ္စည်းဓမ္မဥစ္စာပစ္စည်းမြုပ်နှံခြင်းရဲ့တန်ဖိုးကိုပေါ်လွင်ဖို့လောကီဥစ္စာပစ္စည်းမြုပ်နှံခြင်းရဲ့ချွတ်ယွင်းချက်ကလေးတွေကိုအရင်ထောက်ပြတယ်မြတ်စွာဘုရားနော်အဲ့ဒီမှာဟိုဘလို့မှငါသုံးကျင်မှာသုံးရမှာသုံးကျင်လည်းသုံးရမယ်သုံးကျင်မှာလည်းသုံးရမယ်လို့တန်တရားဝင်စရာကိုမရှိတော့အောင်တေချာပေါက်ကိုသုံးရမယ်ကို့အတွက်တကယ်အကျိုးရှိမယ်မြုပ်နှံခြင်းကိုအဲ့ဒီမှာစပြီးတော့ပြောတယ်နော်ဘာမြုပ်နှံမလို့ ယတဒါနေနတိလေနတန်ယမေနဓမေနသနိရိသူနိတောဟောတိအိဋ္ဌိယပုရိသသဝါနော်လောကမှာဉာဏ်ရှိကြတဲ့ဉာဏ်ရှိဘုရားလည်းလိုသေးတယ်နော်ဒီကုသိုလ်ကောင်းမှုဒီကုသိုလ်ဥစ္စာပစ္စည်းကိုမြုံနှံသိသိဖို့ဆိုတာကအခြေခံမှန်မှန်ကန်ကန်နားလေတဲ့ဉာဏ်လေးရလည်းရှိဖို့လိုသေးတယ်ဟုတ်လားအဲ့လိုဉာဏ်ရှိကြတဲ့ယောက်ျားမိန်းမဘလို့ပုံကမျိုးမဆိုသူတို့လည်းပဲမြုံနှံကြတယ်သိသိကြတယ်အနာဂတ်ရေးအတွက်ဘာကိုမြုံနှံသိသိတော့ယတ္တ ဒါနေနတိလေနတန်ယမေနတမေနစဒါနရေတီလရေတန်ယမရေဓမ္မရေလို့เนาะကုသိုလ်ရွှေအိုး၄မျိုးမြတ်စွာဘုရားညွန်ပြတယ်အကုသိုလ်အားလုံးကိုအနှိတ်ချုပ်လိုက်ရင်လေဒီလိုဒီ၄မျိုးထဲမှာပဲအကျုံးဝင်နေပေါ့เนาะဒါနဆိုတာဘာလို့ပေကံစွန်ကြဲတာလှူဒါနအာလုံးနားလဲကြတယ်တီလဆိုတာစိတ်အလိုမလိုက်ဖဲနဲ့ကိုယ်နဲ့နှုတ်ကိုစောင့်သိတယ်ထိမ့်သိမ့်တာဟုတ်လားတန်ယမဆိုတာတမာတိကိုပြောတာလို့နားလဲရမယ်စိတ်ရဲ့တည်ငြိမ်မှု ဟုတ်လား ဓမ္မဆိုတာကနော်ဓာရွေရဲ့မရဲ့ပေါင်ရေးတဲ့ဓမ္မသူကစိတ်ရဲ့ရင်ကြီးခြင်းစိတ်ရဲ့ရင်ကြီးခြင်းဆိုတာအမှန်ကန်တိမှစိတ်ကရင်ကြီးတာရင်ကြီးတယ်ဆိုတာလောဘဒေါသမောဟမဖြစ်တဲ့အနေအထားလေးကိုပြောတာနော်လောဘဒေါသမောဟဆိုတာအမှန်မသိတဲ့အချိန်တိုင်းမှာလောဘဒေါသမောဟအကြောင်းအားလျော်ဆိုတာဖြစ်တယ်အမှန်သိတဲ့ပညာရှိရင်လောဘဒေါသမောဟမဖြစ်ဘူးအဲ့တော့ဓမ္မဆိုတာဘာကိုညွှန်းတာလဲဆိုတော့စိတ်ကိုရင်ကြီးစေတဲ့ပညာကို ရည်ညွှန်းတာအမှန်တိတာနဲ့စိတ်ကယဉ်ကျေးတာပဲယဉ်ကျေးတယ်ဆိုတာရာဂဒေါသမောဟမဖြစ်တာကိုပြောတာဟုတ်လားစွန့်လွတ်နိုင်နေတတ္တဝါတွေပေါ်မှာကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်ထားနိုင်နေဟုတ်လားအမှန်တိတဲ့သဘောရှိတယ်ဒါလေးတွေကပါတော့ယဉ်ကျေးမှုရဲ့အကျိုးရလက်ကလေးတွေပေါ့ဟုတ်လားဒါကြောင့်ဓမ္မဆိုတာဘာကိုရည်ရွယ်တာလဲဆိုတော့ပညာကိုရည်ရွယ်တာနော်ရုပ်တည်နံနေရဲ့အကြောင်းကိုသိတာပညာပဲတဲ့တဲ့ပြောရလို့ရှိတယ် အနိစ္စကိုသိတာပညာဒုက္ခကိုသိတာပညာအနတ္တကိုသိတာပညာသစ္စာလေးပါးကိုသိပြီဆိုရင်အဲ့ဒီပညာအထွတ်အတိတ်ပဲဟုတ်ပြီလားအဲ့ဒါရွှေဥပနမျိုးတော့၄မျိုးဒါနာရေတီလာရေသမာဓိရေပညာရေအဲ့ဒီရွှေဥကြီးလေးလုံးကိုဉာဏ်ရှိကြတဲ့ယောက်ျားမိန်းမဘလို့လူမျိုးမဆိုသူတို့လည်းပဲအနာဂတ်ရေးကိုမျှော်တွေးပြီးတော့ပြုလုပ်သောအဖြစ်မြုပ်နှံတင်စီကြတယ်တဲ့အဲ့လိုပြောပြီးတော့မြတ်စွာဘုရားက အဲ့ဒီကုသိုလ်ကောင်းမှုရွှေဦးကြီးလေးလုံးရဲ့စွန့်ရည်တက်တွေကိုမြတ်စွာဘုရားဆက်လက်ပြီးတော့အသေးစိတ်လေးပြောတယ်။အဲ့ဒီရွှေဦးလေးလုံးကဘလို့စွန့်တက်တိရှိတာတော့သူတို့ရဲ့တဘာဝကဘလို့တော့အေတောတိတိသူဏီတော်အဇေယောနုဂာမိကိုဘာယကမဏီယေသူအေတံအာရာယကေစတိအကုလောက်တဲ့အရာကိုအရင်ထုတ်ပြတယ်။အဲ့ဒါလိုမြုံနံသိသိထားတဲ့ဒါနသီလတမာတိပညာကုသိုလ်ရွှေဦးကြီးလေးလုံးဟာမြုံနံသိသိထားပြီးဆိုရင်အဇေယောအနုဂာမိကိုတဲ့အဇေယောတဲ့ သူတို့ဘာတို့ကမအောင်မြင်အပ်ဘူးသူတို့ဘာတို့ရဲ့အနိုင်ကျင့်တာကိုမခံရဘူးဆိုလိုတာကအနိုင်အထက်ပြုတ်ပြီးတော့ဒီကုသိုလ်ရွှေအိုးလေးလုံးနဲ့ပတ်သက်ပြီးတော့ရရှိမဲ့ချမ်းသာကိုသူတို့မယူနိုင်ဘူးဟုတ်လားတနည်းအားဖြင့်ဘသူရဲ့အနိုင်ကျင့်မှု အောင်မြင်မှုကိုမှမခံရဘူးနော်ကိုယ့်ကိုအောင်အောင်မြင်မြင်ရည်တည်နိုင်တယ်ဟိုဒီအိဓိပ္ပာယ်ကအလွန်ကျေပါတယ်အဇီရောဆိုသူများနိုင်လို့မရဘူး ော့ဒီရွှေဦးလေးလုံးမြုံတန်ထားပြီဆိုရင်အဲ့ဒီလူကိုပါတော့သူများနိုင်လို့မရသူများအနိုင်ခံရတယ်ဆိုတာကဆင်းရဲခြင်းတမျိုးနော်ဟုတ်လားအရာရာမှာသူများနိုင်လို့မရဘူးအစီရောသူများကကိုယ်မအောင်အပ်ဘူးလို့စာလေးကတော့အဲ့လိုစာပြောလေးပြောတာတာပေါ့လေနော်အစီရော ပြီးတော့ပါတော့အနုဂါမိကောတဲ့အနုဂါမိကဆိုတာတစ္ဆာရှိတယ်ကိုနဲ့အစင်မအစင်အမြဲကိုယ်တန်တန်မှာသူအမြဲတမ်းရှိတယ်ဆိုတာပြောတာနော်အဲ့ဒါကို အနုခာမိကဆိုတာကိုပို့ပြီးတော့ပေါ်လွင်အောင်မြတ်စွာဘုရားဘလို့ပြောတော့ပဟာယဂမနီယေတုအေတံအာရာယကိစ္စတိပဟာယဂမနီယေတုအလုံးကိုစွန့်ပြီးတော့သွားရတဲ့အခါမျိုးမှာတောင်းအေတံအာရာယကိစ္စတိအဲ့ဒီမြုပ်နှံသိမ့်စီထားတဲ့ဒါနတိလသမာဓိပညာရွှေအိုးလေးလုံးရဲ့စွန့်ရည်တတ္တိကိုကိုဟာယူပြီးတော့သွားလို့ရတယ်လောကမှာတေတာရဲ့ဟိုဘက်ကိုယူသွားလို့ရတာဒါတခုပဲရှိတယ် ကျန်တာဒီမသေးခင်မှာပဲဘုံဘုံတို့ပြောနေကြတဲ့ကိစ္စအရန်ကြီးကိုထင်းတလောက်ကြီးအရေးပါလာတာမဟုတ်ဒါမဲ့ခက်တာကအဲ့ဒီမသေးခင်ဆိုတာကြီးကိုကျွတ်တော့မတွက်ဘူးမသေးခင်ဆိုတာတွက်ရင်လည်းဘလို့တွက်တုံးဆိုအကြာကြီးလို့လောက်ထားတာဟုတ်လားအခု80 80ရှိတဲ့လူကလည်းအကြာကြီးထင်နေတာတော်တော်ခက်တဲ့ကိစ္စနော်80ဆိုလို့ရှိရင်အကြာကြီးတော့တိတ်မထင်သင့်တော့ဘူးလေနောက်၄ခဏစာလောက်ပဲကို့ဘဝရဲ့ဝင်တို့ဝင်ဘဝကို့ကိုဖိထားဖိထားတာမျိုးလောက်ပဲခံ ဟုတ်လားအကြာကြီးအတိုင်းစားမရှိဆိုတာကြီးဝိုးရောဝါရာကြီးလှုပ်ပြီးတော့အနာဂတ်ကကိုယ်အဲ့လောက်ကြီးဖိမထားသင့်ဘူးလို့ထင်တယ်ဟုတ်တယ်မဟုတ်လားငယ်ရွယ်သူတွေကအနာဂတ်ကိုအများကြီးဖိထားတာနည်းနည်းတဘာဝကြာတယ်လို့သူတို့နဲ့ဆိုင်ရင်တဘာဝကြာတယ်လို့ပြောလို့ရသေးတယ်အသက်အရန်ကြီးနေတဲ့လူတွေကဘာတွေပူနေတယ်ရတယ်သူတို့ကဘလောက်မှမကြံတော့တဲ့ကိစ္စကြီးဟုတ်လားအဲ့တော့ငယ်တဲ့လူတွေကိုလည်းပဲဒီဘဝကဘလောက်မှကြာတာမဟုတ်ဘူးဆိုတဲ့အမြင်နဲ့လည်းပဲပေါ်ပါစေခြင်းနဲ့ပေါ့ဘုံဘုံကဘုံဘုံပြောတာသဘောပေါက်လားမသိပါဘူး ကျုပ်တို့အရာအလုံးကိုအရေးကြီးနေတာတဲ့အကုန်လုံးကမသေးခင်ကိစ္စလေးအတွက်ပဲအရေးကြီးတာပါအဲ့ဒီမသေးခင်ဆိုတာလေးနဲ့ချုပ်လိုက်လို့ရှိရင်တော်တော်ကြီးကိုပော့သွားမယ်လို့ဘုံဘုံထင်တယ်ဆိုကြပါစို့ဘာတွေကိုအရေးကြီးတာတော့အဲ့ဒီအရေးကြီးတာတဲ့အကုန်လုံးကရှင်သန်မှုပေါ်မှာပဲမှီတာရှင်နေတုံးမှာပဲဘုံဘုံတို့ဖြစ်နိုင်တဲ့ကိစ္စတွေသေပြီဆိုတာလည်းအဲ့ဒါအကုန်ပြီးတော့တာဘာမှမဟုတ်တော့ဘူးလေဟုတ်တယ်မဟုတ်လားဘုံတော်ကဘုံဘုံခဏခဏပြောပြပါတယ်နော်ရေပြင်ပေါ်မှာလှေလေးရှိတယ်လှေပေါ်မှာလူရှိတယ် ရေလှုပ်ရင်လှေလှုပ်ရတယ်လှေလှုပ်ရင်လူလှုပ်တယ်လူလှုပ်ရင်လူမှာဝိစင်ထားတာတွေအကုန်လုံးလဲလှုပ်တယ်ဟုတ်တယ်မဟုတ်လားကိုဘုံဘုံတို့ရဲ့ကောင်းခြင်းဆိုခြင်းအရေးကြီးတယ်ဆိုတဲ့ကိစ္စအကုန်လုံးဟာရှင်သန်မှုလေးပေါ်မှာမှီးနေတာအဲ့ဒီရှင်သန်မှုကဘာလဲရေလိုလှုပ်တဲ့အရာဘာမှတေးကြတာမဟုတ်မနေ့ပြန်တေးမယ်ဆိုရင်ကိုအရေးကြီးတာတွေအကုန်လုံးမနေ့ပြန်ပြီးသွားပြီဟုတ်လားတရက်စာလေးကိုသိအရေးကြီးမနေနဲ့လို့ပြောတာတစ်နှစ်စာလေးကိုသိအရေးကြီးမနေနဲ့လို့ပြောတာ ဘောပေါက်လားမသိဘူးအရှင်သန်မှုပေါ်မှာပဲအကုန်လုံးမှီးရတာရှင်သန်မှုကို၌ကမသေးကြတဲ့အတွက်ကြောင့်ကျန်တာတွေအကုန်လုံးကဘာပြောပြောဘာဘာမှမသေးကြဘူးဒါကိုပြောချင်တာသဘောပေါက်လားဘုံပြောတာအခုဒီမှာပဟာယကမဏီရေတို့တဲ့အားလုံးကိုစွန့်ပြီးတော့သွားရတဲ့အခါမျိုးမှာတောင်မှဒီရွှေဦးကြီးလေးလုံးကိုဖုံဖုံတို့ဟာယူဆောင်သွားလို့ရတယ်ဟုတ်လား ဧတောနိတိသူနိတောအဇိယောအနုဂါမိကောပဟာယကမဏိယသူဧတံအာရာယခိစတိဘသူမှအနိုင်ကျင့်လို့မရဘူးကိုနဲ့အမြဲမကွဲကိုနဲ့အမြဲတမ်းရှိနေမယ်နော်သေပြီဆိုတဲ့တနေ့မှတော့ဒါကိုကိုယူသွားလို့ရတယ်တဲ့ဆက်ပြီးတော့ပြောတော့အတ္တရဏမဉ္ဇိတံအသောရဟရဏောနိတိကိရိတာဒီရော ပုံညာနိကိရိတာထဒီရော ပုံညာနိယောနိတိအနုဂါမိကောနော်ဒီပညာရှိတွေမြုပ်နှံသိသိထားတယ်နော်ဒီရွှေအိုးကြီးလေးလုံးဟာ အတ္တရဏမင်းကြီးတံဘသူနဲ့မှပတ်သက်ဆက်ဆက်တယ်ဆိုတာလည်းမရှိဘူးတဲ့။ဩဒီတစ်ချက်ကလည်းတော်တော်လေးဘုံဘုံတို့စဉ်းစားကြရအောင်လား။နော်လောကမှာဘုံဘုံတို့ကအရာအလုံးကိုတယောက်တည်းဆိုတဲ့သဘောနဲ့သွားတာတိတ်မရှိဘူး။အကုန်လုံးနဲ့ပတ်သက်ဆက်ဆက်တယ်။ဟုတ်လား။အကုန်လုံးကဒုက္ခပေးလို့ရတယ်။အကုန်လုံးကကိုယ်ကိုရှုပ်ချင်းရှုပ်လို့ရတယ်။အကုန်လုံးနဲ့ကိုယ်နဲ့ဟာဘာဖြစ်နေတော့ဆက်ဆက်နေတယ်။အ ਨੇ ဆုံးတော့ကိုယ်မိသားစုအချင်းချင်းဘာဖြစ်နေတော့ဆက်ဆက်နေတယ်။အဲကိုယ်နဲ့သဘောထားချင်းတိုက်ဆိုင်အဲ့ဒါဒုက္ခပဲ။သူ့အတွက်လည်းဒုက္ခတော့ อืมกูတော့มาทุกข์จริงบ่ဟုတ်ဟုတ်ล่ะအခုဒီမှာသူရှိသူပဲကိုရှိကိုပဲဘယ်သူနဲ့မှမဆက်ဆက်ဘူးဆိုတော့ချမ်းသာဒုက္ခမျိုးကိုရရှိနိုင်တာဒီကုသိုလ်ကောင်းမှုပဲရှိကောင်းတာတွေထဲမှာဟုတ်လားဘယ်သူနဲ့မှပတ်သက်ဘူးကိုစိုးကိုပိုင်ပဲအေးစီသေးကိုကြိုက်တယ်လို့စီမံဖန်တီးကိုဟာအစ်စ်ဆိုတာဒါပဲအတ္တတာရဏမင်းကြီးတန်ဆိုတာအဲ့ဒါကိုပြောတာနော်သူများတို့နဲ့မပတ်သက်ဘူးမဆက်ဆက်ဘူးဘယ်သူမှလာရှုပ်လို့မရဘူးဒီထိတွေးရနော် အတာရဏမင်းကြီးတန်အစောရဟရဏနေရီနော်တခိုးတွေတမရတွေအနိုင်ထက်ပြုတ်ပြီးတော့ယူလို့လည်းမရဘူးမသိအောင်ယူလို့လည်းမရဘူးအနိုင်ကျင့်ပြီးတော့ယူလို့လည်းမရဘူးဆိုလိုတာကအနုနီးနဲ့လည်းပဲယူလို့မရဘူးအကျန်းနီးနဲ့လည်းယူလို့မရဘူးဘဇူးနဲ့မှလည်းပတ်သက်ဆက်ဆက်တယ်လို့မရှိဘူးတဲ့အကူစရာကောင်းတယ်ဆိုတာကိုပေါ်လွင်အောင်မြတ်စွာဘုရားပြောတာဟုတ်လားအဲအဲ့ဒါကိုဆက်ပြီးတော့မြတ်စွာဘုရားဘယ်လိုပြောလဲသူတို့ကဘာအကျိုးကျေးဇူးတွေကိုဖြစ်စေမှာတော့ဒါက အခြေခံကြတဲ့အရည်အသွေးလေးတွေကိုအရင်ပြောတာ။နော်ဒီပစ္စည်းတွေဟာဘယ်သူမှနိုင်ကျင်လို့မရဘူး။ကိုယ်တကယ်ပိုင်တယ်။သေတဲ့နောက်မှာတောင်ယူသွားလို့ရတယ်။ဘယ်သူနဲ့မှလည်းမပတ်သက်ဘူးဆက်ဆက်ဘူး။နော်လူစိုးတခုတွေကတောင်လူယူလို့မရဘူး။ဒါပြောပြီးတော့ပြောလို့။ဧတဒေဝမနုဿာဏံတပ္ပကာမရောနိတိယံယေဒီဝဘိပတ်တင်တိတပ္ပမေတိနာလဘတိ။နတ်တွေလူတွေအလိုရှိသမျှတောက်တသမျှသူတို့ရချင်တာမှန်သမျှကိုဒီရွှေအိုးလေးလုံးကရစေလိမ့်မယ်ပေးနိုင်လိမ့်မယ်တဲ့။ ခြုံပြီးတော့ပြောတာနော်ဒီကသမားတို့ဘုံဘုံတို့လူတွေနဲ့တေလို့ဒီမှာသုံးထားတယ်ဧတဒေဝမနုဿာနံနော်ဒေဝမနုဿာနံနော်နဲ့တေလူတွေရဲ့တပ်ပကာမတော်တော်နီးဒီသူတို့ဘာရကျင်တယ်လဲဘာဖြစ်ကျင်တယ်လဲကောင်းမြတ်တာလေအကုန်လုံးကိုဒီရွှေဦးလေးလုံးကပေးမယ်လို့အဲ့လိုလေးစပြောတာသူ့အနာတာသူ့တရတာသူ့တန်ထာနာသူ့ရူပတာအာဓိပိစ္ဆပရိဝါဒတပ်ပမေတ္တနာလပတိဒါအသေးစိတ်ထပ်ပြီးတော့ပြောတာတတ္တဝါတွေရကျင်တာကဘာတွေရကျင်တာတို့သူ့အနာတာ အသားအရည်ကောင်းတာလေးကိုရကျင်နေတဲ့ကိုယ့်ရဲ့အသားအရည်လေးကြည်ကြည်လင်လင်လေးတောက်တောက်ပပလေးကြည်ကောင်းတဲ့အရည်အရှင်းပေါ့နော်လှတယ်ဆိုတာကိုမြတ်စွာဘုရားသုံးမျိုးပြောတာထက်ဒီမှာသိလားအရည်အရောင်လှဖို့လိုတယ်ဟုတ်လားပြီးတော့ဘာလို့သူတန်ထာနာပုံတရံလှဖို့လိုတယ်ပုံတရံပုံတရံဒါလောက်ပြောလိုက်ရင်သိရနော်ပုံတရံရှိတယ်ပြီးတော့သူရူပတာတဲ့မျက်နှာလေးကလည်းကြည်ကောင်းဖို့လိုတယ် လှတာဒီသုံးမျိုးပေါင်းမှအလှဘာလို့တာတော့ပြည်စုံတယ်နော်အယောင်ရှိတယ်ပုံတရံရှိတယ်ဟာအယောင်လည်းကောင်းတယ်ပုံတရံလည်းတကယ်ကိုကောင်းတယ်ဒါပေမဲ့မျက်နာချိုရင်းနေတယ်อืมသွားပြန်ပြီတချို့ကြတော့မျက်နာလေးရကြည့်ရင်တော့လှတယ်ပုံတရံကညံ့တယ်တချို့ကြပုံတရံလည်းကောင်းတယ်မျက်နာလည်းကောင်းတယ်အယောင်ကညံ့တယ်ဘလို့ပြည်စုံတော့မြတ်စွာဘုရားတပည့်ညိုတာညံ့ဟုတ်လားဒါရင်လိုချင်တာလားဆိုတော့မဟုတ်သေးဘူးတဲ့သူတရတာတဲ့ အတန်ကောင်းတာလည်းလိုချင်သေးတယ်တဲ့ဘယ်လိုပြောရလူတွေကမျက်နာမြင်ချစ်ခင်ပါစေအတန်ကြာတနာပါစေဟုတ်လားရားကျင်တယ်နော်အဲ့ဒါရားကျင်ဘယ်သူကပေးမှာလို့အဲရွှေဟိုလေးလုံးကပေးမယ်လို့ဘုရားကတော့တီလင်းပြောတော်တာအဲ့ဒါနေတော့မကဘူးတဲ့အာဓိပိစပရိဝါဒသဗ္ဗမေတ္တနာလမတိအင်းလူတွေရဲ့အလိုအားလဲလိုက်လို့ကိုမဆုံးနိုင်နောက်ထပ်ပါရကျင်သေးတယ်လူတွေကအာဓိပိစအစိုးတရားရှိတာကိုရကျင်တယ်ကိုပြောရင် ပြီးကျင်ကိုအာနာတီးကျင်တယ် ိုဩဇာအကုန်လုံးကိုသိရောက်ခြင်းတယ်อืมတချို့အဲ့ဒါမရလို့ပြဿနာတက်နေတာရှိရဲ့နော်အဲအဲ့ဒါဘာလို့ပေးမလို့ရွှေဦးလေးလုံးကပေးမယ်တဲ့ပရိသရိဇံဣတရိယံသက္ကဝတိဒုက္ခံပိယံဒေဝရိဇံပိဒိဗေတုတပ္ပမေတ္တနာလဘတိပရိသေယမဲတလောကလုံးကိုဆိုးရတဲ့စကြဝဠာမဲနတ်မဲအစာရှိတဲ့အဆိုးရခြင်းကို လူတွေကအထွတ်အထိပ်လူချင်းစရာအနေနဲ့လူချင်းကြတာရချင်းကြရှိရနော်ဟုတ်တယ်မဟုတ်လား လူတွေအပေါ်မှာเนาะလွှမ်းမိုးအုပ်ချုပ်နိုင်တဲ့အနေအထားကိုအများကြီးလူတွေကရကြင်ကြတယ်လူတွေအလွန်မှတတ်မှတ်တဲ့အရာတစ်ခုခုအဲ့ဒါကိုလည်းဘယ်သူကပေးမှာတော့ရွှေဦးလေးလုံးကပေးနိုင်တယ်တဲ့ပြီးတော့မြတ်စွာဘုရားပြောရတာဒီများလုံးလို့ချုပ်လိုက်တဲ့သဘောနဲ့တူပါတယ်ဘာပြောလို့ဆိုတော့မာနုတိကာသတမ္ပတိဒေဝလောကိစ္စရတ္တိရာစနိဗ္ဗာန်တမ္ပတိတပ္ပမေတိနာလပတိလူဘဝရဲ့ပြည့်စုံခြင်း၊နတ်ဘဝရဲ့ပျော်မွေးဖွယ်ရာကောင်းခြင်း၊နိဗ္ဗာန်ချမ်းသာရဲ့ပြည့်စုံခြင်းဒီ၃မျိုးကိုလည်းရွှေဦးလေးလုံးကပေးမယ် လူတွေပြောပြောနေတာလေလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာဒီမှာတော့မြတ်စွာဘုရားမာနုတိကာသတံပတ္တိလူဘဝရဲ့ပြည့်စုံခြင်းလို့ခေါ်တာလူဘဝရဲ့ချမ်းသာလို့တော့ထိုက်ရိုက်မပြောဘူးနော်လူဘဝရဲ့ပြည့်စုံခြင်းဒေဝလောကိသရာတိနတ်ဘဝရဲ့ပျော်မွေ့ဖွယ်ရာကောင်းခြင်းရာသနိဗ္ဗာန်တံပတ္တိနိဗ္ဗာန်ချမ်းသာရဲ့ပြည့်စုံခြင်းဒါကိုတပ္ပမေတ္တနာလပတိအလုံးစုံကိုရွှေအိုလေးလုံးကပေးမယ်တဲ့ ဆက်ပြီးတော့ဘုံတို့ပညာရှိတဲ့လူတွေမှာရာကျင်စိတ်ပေါက်တဲ့အကျိုးရလတ်တွေကိုပေးနိုင်စွမ်းကိုပါဆက်ပြောလို့မိဒ္ဓတံ္မာရမာဂမယောတိတောဝပယုံစတောဝိဇ္ဇာဝိမု ക്തി ဝတိပါကောတပ္ပမေတေနလဘတိနော်အဲ့ဒီရွှေအိုးလေးလုံးအတိတ်ကာလကမြုပ်နှံထားခဲ့ကြတဲ့ပုံကိုယ်တွေဟာဒီဘဝမှာမိဒ္ဓတံ္မာရမာဂမမိကောင်းရွှေကောင်းကလျာဏမိတ္တနဲ့လည်းပေါင်းသင်းရမယ်ယောတိတောဝပယုံစီတောတယ်ပယုံစတောတယ်ကိုယ်စိတ်ထဲမှာလည်းမှန်မှန်ကန်ကန်တွေးတဲ့မြင်တဲ့ကြံတတ်တဲ့ ယောနိသောမနတိကာရလည်းရှိမယ်ဆိုရင်ဟောမိษွေကောင်းရှိမယ်အတွေ့ကောင်းရှိမယ်နှစ်ခုနော်အဲ့ဒါရှိမယ်ဆိုရင်ဒါဒါလည်းအတိတ်ကရွှေအိုးလေးလုံးမြုပ်ခဲမှဒါလည်းရနိုင်တာဟုတ်လားအဲ့ဒီရွှေအိုးလေးလုံးလည်းမြုပ်ခဲမယ်အခုပြစ္ဆုတ်ပံမှာလည်းမိကောင်းရှိမယ်စိတ်ကောင်းရှိမယ်ဒီဟာနဲ့ပြည့်စုံမယ်ဆိုရင် तू ဘာတွေရမလဲဝိဇာဝိမုတ်တိဝတိဘာဝသဗ္ဗမေတ္တနာလဘတိနော်ဝိဇာဝိမုတ်တိဆိုတာအဲ့ဒါမဲ့ညာဖို့ညာကိုပြောတာဝိဇာဆိုတာအတိညာ တစ္ဆာလေးပါးကိုတိတဲ့အဆင့်ကိုရည်ရွယ်တာမဲ့ညာအောင်ပြောတယ်နော်ဝိမု ക്തി ဆိုတာတကယ်တိတော့ကိရိတာကင်းသွားတာပဲကိရိတာမှန်သမျှမတိလို့ဖြစ်နေတာလေကြီးပဲဒါအောင်တိအောင်လုပ်ဆိုတာအခုတရားလေးအထုတ်တဲ့တချက်တိတဲ့တချက်တိတဲ့အဲ့ဒါအတိကိုကြီးထွားအောင်လုပ်နေတာအတိတွေကြီးလာလို့ရှင်မြင်နိုင်စွမ်းအားတွေမြင့်လာမှာဝိဇ္ဇာဆိုတာဘာတော့အတိပဲအဲ့မဲ့ညာကိုရည်ရွယ်တာအဲ့ဒါတိရင်တိသလောက်ကိရိတာမဖြစ်ဘူးကိရိတာမဖြစ်ရင်မဖြစ်သလောက်ဒီစိတ်ဟာလွတ်လပ်တယ်ဒါအကျဉ်းမြင့်နားလေအောင်ဘုံဘုံပြောတာနော် တိတလောက်ကိလေသာငြိမ်းတယ်ကိလေသာမရှိတလောက်စိတ်ဟာလွတ်လပ်တယ်ဒါကြောင့်ဝိဇ္ဇာနဲ့ဝိမု ക്തി ကိုတွဲထားတာဝိဇ္ဇာတိရင်ဝိမု ക്തി လွတ်လွတ်လပ်တယ်လွတ်မြောက်တယ်ဟုတ်လားမဉ္ဇဉ်ဖုန်ဉဏ်တွေကိုပြောတာဝိဇ္ဇာဝိမု ക്തി ဝတိဘာဝတပ္ပမေတ္တနာလဘတိနော်ရွှေအိုလေးလုံးကိုမြုပ်နဲ့သိမ်းဆီးခဲ့ကြတဲ့ပုံကိုယ်တွေဒီဘဝမှာမေးရွှေကောင်းရှိမယ်စိတ်ကောင်းနှလုံးကောင်းရှိမယ်ဆိုရင်အဲ့ဒီမဉ္ဇဉ်ဖုန်ဉဏ်ကိုရမယ်လို့ပြောတာနော်ပြီးတော့ဗာဆက်ပြောတော့ အဲ့ဒီမဉ္ဇဉ်ဘုံညာကိုရအောင်တောင်းမှသူကရိုးရိုးမပြောဘူးပဋိသင်္ပိတာဝိမောက်ခောစာရာသတာဝကပါရမီပိစေကဘောဓိဗုဒ္ဓဘူမိတပ္ပမိတေနလဘတိပဋိသင်္ပိတာ၄ပါးဝိမောက်ခတရား၈ပါးနော်အလွန်မှမြင်မာတဲ့အချမ်းရညံတွေပေါ့နော်မဉ္ဇဉ်ဘုံညာကိုရိုးရိုးရတာမဟုတ်ဘူးနော်ပဋိသင်္ပိတာမဲ့နဲ့တကွာဟုတ်လားပဋိသင်္ပိတာ၄ပါးနဲ့တကွာနော်ဝိမောက်ခတရားတွေနဲ့တကွာသူရတယ်ရာသတာဝကပါရမီတာဝကပါရမီဆိုတာတာဝကဘောဓိဆိုတာ ရူရောတာဝကရှိတယ်အေးတဲ့ရတဲ့ပုံကိုယ်တွေကိုမဟာတာဝကလို့ခေါ်တယ်ဟုတ်လားရှင်သာရိပုတ္တရာရှင်မမောကလန်တို့လိုလက်ဝဲတော်ယခေ်တအကတာဝကလခေါ်တောအမျက်ဆုံးတာဝကပေါ့နော်အေးတဲ့ရတဲ့ပုံကိုယ်တွေကမဟာတာဝကလို့ခေါ်တယ်ဟုတ်လားရူရောကြွတန်းဝင်ကြတဲ့ပုံကိုယ်တွေကိုတော့ရူရောတာဝကပေါ့အဲ့တော့တာဝကပါရမီအထွတ်အထိပ်ကိုရောက်အောင်လေဒီရွှေဦးလေးလုံးကဖြည့်စည်းပေးမယ် ပိစီကဗောဓိဗုဒ္ဓဘုံမီတပ္ပမီဒေနလဘတိပိစီကဗုဒ္ဓအဖြစ်ကိုလည်းပဲဒီရွှေဦးလေးလုံးကပေးမယ်ဗုဒ္ဓဘုံမီတဲ့တပ္ပညုတဉာဏ်ကိုရလို့တလောကလုံးရဲ့အမြင့်မြတ်ဆုံးအထွတ်အထိပ်တပ္ပညုဘုရားအဖြစ်ကိုလည်းပဲဒီရွှေဦးလေးလုံးကပဲပေးမယ်တဲ့ပါရမီရှုတော့ငါကြည့်ရင်ဘုရားဖြစ်တယ်ဆိုတာတော့ပါရမီတရားတွေကိုတကယ်ပရမတ်ထပါရမီအဆင့်တီရအောင်အတိုင်းစားမဲ့ပြုလုပ်ခဲ့ကြလို့ဘုရားဖြစ်ကြတာ哦ဒီသုတ်တန်ရှုတော့ငါကြည့်မယ်ဆိုရင်ဘုရားဘာကြောင့်ဖြစ်တော့ရွှေဦးလေးလုံးမြုပ်ခဲ့လို့ပေါ့ မြုပ်ခဲ့တဲ့အတိုင်းအတာချင်းတော့မတူနိုင်ဘူးเนาะဘယ်လောက်အချိုးအစားနဲ့ကိုယ်မြုပ်မလဲတူကြပါစို့ပါရမီရှိတော်ကပြောရင်တော့ပိုရှင်းတယ်เนาะဒါနာကောက်မှုပြုတယ်ရိုးရိုးလှူရင်ဒါဂျိုးရိုးဒါနာပါရမီပေါ့เนาะကိုယ့်ရဲ့အင်္ဂါခြေလက်အင်္ဂါအစိတ်အပိုင်းကိုအဆုံးရှုံးခံပြီးတော့လှူမယ်ဆိုရင်ဒါနာဥပပါရမီလို့ခေါ်တယ်အစစ်မြင့်သွားတယ်ဟာရှင်သန်းနေတဲ့အသက်ကိုပဲစွန့်ပြီးတော့လှူမယ်ဆိုရင်ဒါဒါနာပရမတ္ထပါရမီလို့ခေါ်တယ်เนาะဒါဖရာလောင်းနေပြုတ်ရတယ်ဆိုတာအဲ့ဒါလို့စုံအောင်ပြုတ်တာ ဟုတ်လားဒါတော့အဲ့တော့ခုရွှေဦးလေးလုံးကဘယ်ဘလို့အကျိုးရလက်ထီဖြစ်စေတယ်လဲဆိုတာကိုအဆုံးစုံမြတ်စွာဘုရားပြောတော်တာဘယ်ထိဖြစ်စေနိုင်တာတော့ဘုရားအဖြစ်ကိုတောင်းပေးနိုင်လေလို့ဒီလိုပြောတော်တာဟုတ်လားအဲ့ဒါနောက်ဆုံးကထာလေးရောက်ပြီနောက်ဆုံးကထာလေးလည်းကောင်းတယ်ဧဝမဟိတိကဧတယရိတံပုံညတံပဒါတတ္တမဒီရာပတန်တန်တိပဋိဒါကရပုံညတံ ဟိုကောင်းမှုနဲ့ပြည့်စုံခြင်းဆိုတာဒီလောက်ကြီးမားတဲ့အကျိုးအာနိသင်ရှိတယ်တဲ့ချုပ်လိုက်တော့တာเนาะမြတ်စွာဘုရားကောင်းမှုနဲ့ပြည့်စုံခြင်းဟာဒီလိုကြီးမားတဲ့အကျိုးအာနိသင်ရှိတယ်တဲ့တတ္တမထို့ကြောင့်เนาะပဏိတာဉာဏ်ရှိကြတဲ့ဒီတာဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေဟာကတပုံညတံကောင်းမှုပြုကြတဲ့ပုဂ္ဂိုလ်တွေကိုပတန်တန်တိတော်လိုက်တာဒီလူတွေတော်တာပဲလို့ချီးမွမ်းကြတယ်တဲ့ဟုတ်လားကောင်းမှုရဲ့ပြည့်စုံခြင်းဟာ လွန်ကြီးမားတဲ့အာနိသင်ရှိတယ်ဆိုတာကိုကြည်ပါဟုတ်လားတကယ်ဉာဏ်ရှိတဲ့ပုံကိုယ်တွေဟာလောကမှာကောင်းမှုပြုဖြစ်တဲ့ပုံကိုယ်တွေကိုဘာလို့ကြတော့ကြီးမွန်ကြလဲကြီးမွန်တိုက်တယ်ဆိုတာဒါပဲဟိုတနေ့ကတော့အဓိပ္ပာယ်နှစ်မျိုးပြောတာပါနော်မကောင်းမှုကိုရှောင်နိုင်ရင်လည်းဘုရားကြီးမွန်တယ်ကောင်းမှုကိုဆောင်ရွက်နိုင်ရင်လည်းဘုရားကြီးမွန်တယ်ဒီတုတ်တန်ကတော့ကောင်းမှုရဲ့အကျိုးပေးလေးကိုပြောနေတာဖြစ်တဲ့အတွက်ကြောင့်ကောင်းမှုပြည့်စုံတဲ့အနေအထားကိုဘုရားကြီးမွန်တယ်လို့ပြောတာသို့တော့ တီလကိုကြည့်ပြီးတော့မကောင်းမှုကိုရှောင်နိုင်တဲ့အခြေအနေကိုလည်းပဲဒီထဲမှာဘုံဘုံတို့သွတ်သွင်းပြီးတော့ယူမယ်ဆိုရင်ယူလို့မရဘူးလားနော်ဒီရွှေအိုးလေးလုံးထဲမှာမကောင်းမှုရှောင်ကျင်တဲ့ကိစ္စပါဝင်သွားတယ်ဆိုတာကိုဘုံဘုံတို့နားလည်လို့မရဘူးလားရတယ်ဒေသနာလေးတွေကိုအဲ့လိုညှိရတယ်ဟုတ်လားအဲပြီးတော့ပြီးသွားပြီးပါမလားဆိုတော့မြန်မြန်လေးပြောလိုက်တယ်နော်တရားစဟောတာလည်းနည်းနည်းလေးနောက်ကျ32မိနစ်ပဲရှိသေးတယ်ဘုံဘုံတရားဟောနော်အဲ့တော့ဒါပါတော့နိဒီခန္ဓာတုတ်တံ ဟုတ်လားအနာဂတ်ရေးအတွက်စိတ်အေးရအောင်ကြိုးပမ်းအထောက်လိုကြတဲ့ပုံကိုယ်တွေဒီလိုဒေသနာမျိုးလေးတွေကိုမလုပ်ထားရမလို့နော်နာယူမှတ်သားထားရမယ်စိတ်ထဲမှာစွဲနေအောင်ကျွမ်းကျင် လိမ္မာသည်အထိဟောဘာပြီးရင်ဘလိုလေးပြောတာဘာပြီးဘလိုလေးပြောတာဆိုတာအထိနားလည်ထားရင်အလွန်ကောင်းမှာနော်ဟုတ်လားအဲ့ဒါလို့ရှိရင်ဘုံဘုံတို့ရွှေအိုလေးလုံးစွန်အားရှိသလောက်မြုံနံတင်စီထားကြရပြီနော် ဤကဲ့သို့ပြုသူပြုသူအထောက်ထားရတဲ့ကုသိုလ်ကောင်းမှုအရှုစုတို့ရဲ့စွန့်တက်တဲ့ကြောင့်ဘုရားတပည့်တော်တို့ဒီမညာပုညမြတ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်တော်ဟုပတ္တနာအောင်စုပြုကြကုန်ရသတည်း